တဏ္ဍာရီကိုဆုံးလောက်နိုင်ဆုံးလောက်နိုင်ထားတဲ့နဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေ့တတိထားဖို့တော့တယ်ဒါနကောင်မှုလှုပ်တိုင်းလှုပ်တိုင်းမြတ်စွာဘုရားသခင်ကိုရမြကဝေလာမတုတ်တံမဝေလာမဒီတုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမတုတ်တံကြီးကိုဘုသူ့ဟောတာတော့ဆိုအနာရဘိန်ကိုဟောတာအနာရဘိန်တထေကတုတ်တံဘာပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိန်တထေကိုဟောတဲ့တရား သောတပန်ပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာတတိထားဖို့လိုပါမြတ်စွာဘုရားကကိုလူတဲ့အလူတန်လားအလူဝတ္ထုကကောင်းပြီဖြစ်စေညံ့နေဖြစ်စေဒါအဓိကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောတယ်ဘာတော့ဆိုရင် လူတိုင်းလူတိုင်းဟာတက္ကစ္ဆန်ဒါနာဒေတိတလေးတစားလှူဖို့လိုအပ်တယ်တရားကိုလှုပ်တဲ့အလုပ်ကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးလေးစားစားလှုပ်တဲ့ဆိုအထိပ်ပဲပြောတာနော်တက္ကစ္ဆကိုတတိန်ကတ္တဝါလို့ဖွင့်တာဆိုရင်မိုင်းဖူးပေါ့ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတော့တတိအမတ်တရားလှုပ်တဲ့ဟာမျိုးလို့အောင်အမတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်တလေးတစားလှုပ်တဲ့ဆိုအထိပ်ပဲရပေါ့ တလေးတစားလုပ်တယ်ပြင်းပြင်းစင်စင်လုပ်တယ်တန်တန်ပြန်ပြန်ဖြစ်အောင်လုပ်တယ်ကြိုးစားပြီးတော့လုပ်တယ်ဒီအလေးနဲ့ထားပြီးလုပ်တယ်လို့ဒီလိုဆိုလို့တာပေါ်ဝတ္တနာမဟုတ်ဘူးပေါ့စိတ်ဓာတ်ကိုပြောတာနော်စိတ်ဓာတ်ဆံရဟာတက္ကိစဖြစ်ဖို့လိုတယ်ဒါတစ်ချက်ဒါကိုကိုကိုပြင်နောက်တစ်ခုကဘာလို့ဆိုစိတ်တိကတ္တဝါတဏ္ဍေတိအလူလူကြီးဆိုလို့ရှိရင် စိတ်တိကတ္တဝါဆိုကိုယ်စိတ်ထဲမှာပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်ဝန္တာချင်းနူးတဲ့စိတ်တွေဖြစ်ပွားစေပြီးတော့မှလှူရမယ်ဒါမျိုးပူဇော်လိုတဲ့စိတ်ဆိုအခုတန်ဃာတွေကိုဆွမ်းလောင်းနေဆိုတာတန်ဃာတွေကျင့်နေတဲ့သီလသမားတွေကိုပူဇော်တာဟောတာလည်းပူဇော်တာပဲဒီတန်ဃာတွေကဆက်နွယ်ပြီးတော့ဘုရားလက်ထက်ကအရိယတန်ဃာတွေထိအောင်ရည်စူးပြီးတော့ပူဇော်လို့လည်းရတယ်ဟောနောက်တစ်ခုက ်တန်ခါးတွေကြက်မှတ်တင်ယူနေကြတဲ့ပရိယတ်တိစာပေတွေကိုပူဇော်တယ်တန်ခါးကနေပြီးတော့ဓမ္မကိုပူဇော်တဲ့အစဉ်ရောက်အဲ့ဒီကနေပြီးအာယုပြုလိုက်ဒီတရားတွေဘယ်သူဟောတာတုန်းဆိုဘုရားဟောတာဩတရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုလည်းတို့ပူဇော်တယ်တန်ခါးကိုတင်စိတ်ကရမထားပဲနဲ့တန်ခါးတန်ခါးရဲ့တဏ္ဏမှာရှိတဲ့တရားတရားကိုဟောကြတဲ့ဘုရားဆိုဟော ယရဏသမပူဆောင်တာဖြစ်သွားဒါကအဲ့ဒီလိုစိတ်မထားလို့ရှင်မရဘူးနော် စိတ်ထားရမှာပြောပြကိုယ့်ရဲ့စိတ်ဓာတ်ဥတည်ချက်ဒီတိုင်းရှိရလူတိုင်းလူတိုင်းဟာတဏ္ဍာကနေပြီးတော့တဏ္ဍာကိုကြီးမားရဲ့ကနေပြီးတော့တဏ္ဍာတွေရဲ့တဏ္ဍမရှိတဲ့တရားတရားကိုဟောကြားတဲ့ဖရာဆိုလို့ရှင်ဟောယရဏသမပူဆောင်ပြီးသားကိစ္စပြီးသွားတယ် အဲ့တော့ဘုရားလည်းပူဇော်တယ်တရားလည်းပူဇော်တယ်သံဃာလည်းပူဇော်တယ်ဆိုကိုယ်အလှူဒါနတာမန်အလှူလို့ပြောလို့မရတော့ဘူးပေါ့လောက်တက်လို့ရှိရင်ပူရလောကမှာစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောက်တက်သူနဲ့မလောက်တက်သူနှိုင်းရှင်ပြီးကြီးလိုက်မယ်ဆိုရင်လောက်တက်သူကပူအောင်မြင်တယ် ါဖို့စီးပွားရေးဆိုလို့ရှိရင်ဤပညာရှိတဲ့ပုဂ္ဂိုလ်လောက်တတ်တဲ့ပုဂ္ဂိုလ်တွေကသာတယ်လေမလောက်တတ်တဲ့ပုဂ္ဂိုလ်တွေကနောက်တန်းရောက်နေတာဒါလိုဖြစ်တာအဲ့တော့ကုသိုလ်ကောင်းမှုလည်းပဲဒီတိုင်းပဲတတိထားငါကတသိန်းထဲတယ်ဆိုပြီးတော့ရှေ့တန်းရောက်လို့မရဘူးရှေ့တန်းရောက်ချင်အခုပြောတဲ့တက္ကိသံဒါနံဒိဋ္ဌိစိတ္တိကတ္တဝါဒါနံဒိဋ္ဌိဆိုရယ်ကိုယ်စိတ်ကိုပြင်းပြင်းစင်စင်လုံးဝရှေ့တန်းရောက်ပါ အတုဝတ္ထုများများထည့်အောင်နဲ့ရှေ့တန်းမရောက်ဘူးတဲ့နော်အေးဒါကြောင့်မလို့အလုဝတ္ထုလည်းများများထည့်တယ်စိတ်ဓာတ်လည်းပြင်တယ်ဆိုရင်တော့ထိတ်တန်းပေါ့နော်ခုပြောနေကြတဲ့ top တင်းနဲ့ပါတော့မှာပေါ့နော်အဲ့တော့အဲ့လိုဘယ်ရာပဲဖြစ်ဖြစ်စိတ်ဓာတ်အမှန်တမ်းမှအရေးကြီးတယ်စိတ်ကိုပြင်ဆင်အောင်အဲ့ဒါလို့ပြင်ဆင်ဖို့အတွက် ဘုန်းကြီးတို့ဒီကုသိုလ်စိတ်ဖြစ်ဖို့ရအတွက်အချက်၄ချက်လိုအပ်တယ်။ချက်၄ချက်နဲ့ကိုယ့်အကုန်ကုသိုလ်စိတ်ဖြစ်အောင်လုံဆောင်ပေးထားရမယ်။၄ချက်ပေးထားရမယ်။အဲ့ဒါကအထသာလေးနေ့အထကရာမှာကုသိုလ်စိတ်ဖြစ်တဲ့အခါမှာဘာကြောင့်ကုသိုလ်စိတ်ကဖြစ်ကြရတယ်လဲဆိုဒီအချက်၄ချက်နဲ့ကိုယ့်အကုန်၄ချက်ထားတာပေါ့နော်။